စကောင်စီနဲ့ကိုကန်တက်တို့ဟာဒီအုပ်အစိုးရဖိအားနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းက၃ရက်တာတက်မှန်တွေ့ဆုံဆွေးနွေးပြခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲမှာကိုကန်တက်လာရှိုးကနေထွက်ခွာရင်းနဲ့နေမြေခွဲဝေရေးကိုဆွေးနွေးခဲ့ကြပြီးမြဲနှစ်ဖက်သဘောတူညီမှုတစုံတရာမရခဲ့ပါဘူး။ဒါကြောင့်အဲဒီဆွေးနွေးပွဲအပြီးမှာတော့လာရှိုးမြို့ကနေ MNDAA ကိုကန်တက်ဆုတ်ခွာရေးကလည်းမရည်မရာပြန်လည်ဖြစ်လာခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲအတွင်းကိုကန်တက်က စတက်စီကိုလာရှိုးမြို့ပေါ်ရက်ွက်၁၂ခုနဲ့ကျေးရွာ၂ခုသာပြန်ပေးနိုင်မှာဖြစ်ပြီးမြို့ပတ်ဝန်းကျင်မှာရှိတဲ့နေမြေအလုံးကိုကိုကန့်တက်ရဲ့အထူးဒေသတစ်အတွင်းထဲထည့်သွင်းပေးရမယ်လို့ပြောဆိုခဲ့ပါတယ်။စကောင်စီဖက်ကလည်းလာရှိုးမြို့နယ်တစ်ခုလုံးကိုပြန်လည်ရရှိဖို့ဆိုတဲ့အချက်ကိုသာဥတီဆွေးနွေးခဲ့တာကြောင့်နှစ်ဖက်ဆွေးနွေးပွဲမှာမအောင်မြင်ခဲ့ပါဘူး။အဲဒီနောက်လက်ရှိလာရှိုးမြို့ပေါ်မှာရှိတဲ့ MNDAA အုပ်ချုပ်ရေးအရာရှိတွေကလည်းဆွေးနွေးပွဲရက်လက်ထွက်ပေါ်ခြင်းမရှိတာကြောင့်လာရှိုးကနေပြန်ဆုတ်မှာမဟုတ်ကြောင်းပြောဆိုလာပါတယ်။ တရုတ်ဟာနေဆက်ကုန်သွယ်ရေးလုပ်ငန်းတွေအမြန်ဆုံးပြန်လည်စတင်နိုင်ရန်အတွက်နှစ်ဖက်ကိုယ်စားလှယ်တွေကိုအရင်ကတည်းကနေအခုချိန်ထိဖိအားပေးဆွေးနွေးစီကိုင်းခဲ့ပါတယ်စစ်တပ်နဲ့ကိုကန်တက်တို့ကြောင့်အပြစ်အခက်ရစဲရေးသဘောတူညီချက်အတွက်ဆွေးနွေးကြတာဟာဒီတစ်ချိန်နဲ့ဆိုရှစ်ချိန်အထိရှိလာခဲ့ပြီဖြစ်ပြီးစစ်တပ်နဲ့ကိုကန်တက်တို့သဘောတူညီမှုမရတိုင်းတရုတ်ဟာကိုကန်ကိုနှီးမျိုးစုံနဲ့ဖိအားပေးချိန်ချောက်တာပြီးပြုတ်လောက်ခဲ့ပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလ18ရက်ကတွေ့ဆုံခဲ့တဲ့ခုနှစ်ကြိမ်မြောက်ဆွေးနွေးပွဲတော်ကတော့နှစ်ဖက်သဘောတူညီချက်ရရှိခဲ့တဲ့ဆိုပြီး MNDAA နဲ့စစ်ကောင်စီတို့ကြားအပြည့်အခက်ရက်စဲရစ်လက်မှတ်ရေးထိုးမှုပြုလုပ်ခဲ့ပါသေးတယ်။ဆွေးနွေးပွဲအောင်မြင်ခဲ့တာကြောင့်တရုတ်ဟာကိုကန့်ဒေတာကိုကန့်သက်ပိတ်ပင်ခဲ့တာတွေအားလုံးပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါထပ်မံဆွေးနွေးတဲ့လက်ရှိဆွေးနွေးပွဲမှာတော့မအောင်မြင်ခဲ့တာကြောင့်အရင်လိုကိုကန့်ဒေတာကိုတရုတ်ကအေးအေးယူပိတ်ဆို့တာတွေပြန်လည်ပြုလုပ်လာမှာကိုတော့စိုးရိမ်စရာဖြစ်လာပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ မြန်မာစစ်တပ်နဲ့ကိုကန်တက်တို့ရဲ့ဆွေးနွေးမှုမအောင်မြင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလက်ရှိအချိန်အထိတရုတ်ရဲ့သဘောထားကိုမသိရသေးပါဘူး။ဒါပေမဲ့စကောင်စီဘက်ကလာရှိုးမျိုးကိုလေကြောင်းတိုက်ခိုက်မှုတွေပြန်လည်ပြုတ်လုလာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းရံကိုရခင်ထက်ဖို့မှုကယူပြုရန်လိုအပ်လာနိုင်ပါတယ်။ဒါ့အပြင်လာရှိုးမျိုးဘော်ကိုစကောင်စီတပ်ဖက်ကပြန်လည်ဝင်ရောက်လာမယ်ဆိုရင်လက်ရှိအုပ်ချုပ်ရေးနဲ့အစမ်းမရေးလုပ်ငန်းတွေမှာပါဝင်လောက်ကင်နေတဲ့ဝန်ထမ်းတွေ CDM တွေဖမ်းဆီးနှိပ်ကုတ်ခံရမှာကိုမြို့ခံတွေကစိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့မတ်လ20ရက်တုန်းကလည်းလာရှိုးကနေကိုကန့်တက်တွေမဆုတ်ခွာရနဲ့တရုတ်အစိုးရရဲ့ဝင်ရောက်ဆွတ်ဖတ်နေမှုတွေကိုရပ်တန့်ပေးရန်တောင်းဆိုတဲ့တပ်ပုံစာသားတွေကိုမြို့ခံတွေကပျောက်ကြားတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြပြီးတော့မြို့အနှံ့ကိုလိုက်လံဖြန့်ဝေခဲ့ပါသေးတယ်။ဒါအပြင်လာရှိုးမြို့ဟာလက်ရှိမှာတော့မြို့ပေါ်ဒေသခံတွေနဲ့ပုံမှန်သွာလာလှုပ်ရှားနေကြပြီဖြစ်တယ်လို့လာရှိုးမြို့ပေါ် MNDA အုပ်ချုပ်ရေးရန်တရားတွေကလည်းဆက်လက်လဲပတ်နေပြီဖြစ်ပြီးမြို့ရဲ့လူစီကားရနေရာတချို့မှာလည်း တကြံမှန်တက်တွေကိုစတင်တည်ဆောက်နေကြပါပြီ။လာရှိုးမြို့ကိုလုံခြုံရေးယူထားတဲ့မြို့ပဝင်းကျန်မှာရှိတဲ့ MNDA တက်တွေဟာလည်းပြန်လည်ဆောက်ခွာလာခြင်းမရှိဘဲစစ်ကောင်စီပြန်လည်အခြေစိုက်ထားတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရှိရာမိုင်းရဲမြို့နယ်၅မိုင်ကျော်အကွာဟိုရကျေးရွာလမ်းဆောင်လမ်းခွဲတေသအထိကိုကန့်တက်တွေအခုအချိန်အထိအခြေစိုက်ထားစေလေဖြစ်ပါတယ်။